2025မလ28ရက်နေ့လယ်12:50မိနစ်အချိန်မြန်မာနိုင်ငံမှာ Richter scale ခုနှစ်သမကွန်ရှိတဲ့ငလင်းကြီးလောက်ခဲ့ခဲ့ပါတယ်။အဲ့ဒီငလင်းကြောင့်ထောင်ပေါင်းများစွာသောတပ်ဆုံရှုံးမှုတွေအဆောက်အဦပြိုကျမှုတွေနဲ့နိုင်ငံစရာကောင်းတဲ့စိတ်ဓာတ်ရာတွေကကျွန်တော်နိုင်ငံသားတွေနဲ့အတူကြံ့ရည်ခဲ့ပါတယ်။ Even Brighter အတင်းတွေနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့အစည်းတွေကဝိုင်းဝန်းကူညီနေကြတဲ့တည်းကျွန်တော်တို့ပြည်သူပြည်သားရှင်းရှင်းလင်းလင်းစီးလုံးညီညွတ်စွာနဲ့ဒီကခဲတွေကိုအတူပြီးမှရင်ဆိုင်နေကြပါတယ်။အဘွားဘေးရန်တွေကိုတိုက်ရိုက်ခံစားရသည့်ဖြစ်စဉ် အပြားခက်တည်ဖြစ်စေဆိုရှယ်မီဒီယာတွေကနေပြီးတော့တည်ရှိခက်တည်ဖြစ်စေကျွန်တော်တို့တွေကစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်ဒီဗီဒီယိုလေးကတော့စာနာစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခတွေကိုဘယ်လိုရင်ဆိုင်မလဲဆိုတာကိုပြုစုဖော်ပြပေးမှာဖြစ်ပါတယ်အပေါ်ကဘေးရန်တွေတွေဖြစ်ပေါ်ပြီးတဲ့နောက်မှာတော့အိမ်မရတာလုံတိုင်းနေတယ်လို့ခံစားရတာအင်းထန်တဲ့ခံစားချက်တွေဖြစ်ပေါ်နေရအာယုံဆိုင်မရတာစားတဲ့စိတ်ဒဏ်ရာတွေနဲ့တူစာနာစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ပင်ပန်းမှုတွေကိုလည်းရင်ဆိုင်ရတတ်တယ်လို့ဆိုထားပါတယ်ဒီရဲ့ဘက်မှာလူတို့တော်များများ ငလင်ကြောင့်ပျက်စီးဆုံးရှုံးရတဲ့တရင်းကြီးကိုပဲထပ်ကထပ်ကတွေးမိနေပြီးတော့စိတ်သက်ကြတာတွေရှင်သန်ရတာပြင်မလွန်းတဲ့လိုခံစားရတာတွေစိုးရင်စိတ်တွေများနေတာတွေစားတဲ့ခံစားချက်စိုးရင်နဲ့တူသူများတွေအတွက်ပူပန်ပေးနေရတဲ့စိတ်တွေကလည်းပိုပိုတစ်ချိန်လုံးလွှမ်းမိုးနေပါတယ်။အဒီခံစားချက်တွေကအခြားသူတွေကိုဂရုစိုက်ပေးတဲ့တဲ့စာနာစိတ်ထားတတ်တဲ့သူတွေမှာပဲရှိကြဖြစ်ပါတယ်။ဒီလိုကြုံတွေ့နေရတဲ့ရှင်တွေကိုစာနာစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ခံစားမှုတွေလို့ဆိုထားပါတယ်။ဒီလိုစိတ်ပါကြောင့်ဖြစ်ပေါ်လာတာလေဆိုတော့ ။နံပါတ်၄ကတော့စိတ်အားထက်သန်မှုပြင်းပြခြင်းကြောင့်ဖြစ်ပါတယ်။အတူနေကြပြီးရှော့ဖြစ်ပြီးရအခါမှာကိုယ့်ကိုယ်ကိုယ်တောင်ဂရုမစိုင်းမိတော့ဘဲနဲ့နေရီနဲ့ပတ်သက်ပြီးလှုပ်ပေးနိုင်မယ့်အရာတွေကိုအာရုံစိုက်ခဲ့လာပါတယ်။ဒါကတကယ်လိုအပ်တဲ့စိတ်ချလဲဖြစ်ပါရဲ့။တစ်ဖက်မှာတော့အဲ့ဒီစိတ်ပြင်းပြမှုတွေလုံနေပြီးကိုယ်ကလည်းမလုံနိုင်တဲ့အခါမှာအဲ့ဒီမလုံနိုင်တာတွေကပဲစိတ်ကိုရွံ့မှုသွားတာကြောင့်အပြစ်တင်စိတ်တွေအာမရစိတ်တွေဆက်ဖြစ်တတ်ပါတယ်။နံပါတ်၄ကတော့စိတ်ကတိကောင်းဖြစ်တာပါ။လူက sensitive ဖြစ်လွန်ပြီးတော့ဘယ်သူ့ပေါ်မှာစိတ်မရှိတာအကောင်းမမြင်နိုင်တော့တာမျိုးတွေဖြစ်လာတတ်ပါတယ်။ ဒီပြဿနာတွေကိုဘယ်လိုဖြေရှင်းပေးရမလဲနားမလဲတာအနီးနားကနေမြင်သမျှကိုစိတ်ဆိုးတော်သားထွက်နေတာမျိုးတွေခံစားရတတ်ပါတယ်။နံပါတ်3ကတော့တယောက်ပဲလို့ခံစားရတာဖြစ်ပါတယ်။ဘာကူမကီမဆိုင်ရှင်တော့ဘနဲ့အကုန်လုံးကိုလှရှားလိုက်ရှင်တဲ့ခံစားချက်မျိုးပဲဖြစ်ပါတယ်။စိတ်တက်ကြတယ်။လူပြင်းနေလဲမတွေ့ချင်ဘူး။စိုးရင်တာပဲများပြီးတော့ဘာမှမလုပ်နိုင်တော့ဘူး။နောက်ဆက်တွဲအနေနဲ့အိမ်မပြောတာအစားမစားနိုင်တာကောင်းရှုံနေတာမျိုးပဲအရှင်ပြေခံစားရတာပဲကြုံရတတ်ပါတယ်။နံပါတ်4ကတော့စိတ်ပြေမှုပြည့်ထန်လာကြောင်ဖြစ်ပါတယ်။လုံးဝပြေပန်းပြီးလျှော့ချင်တဲ့စိတ် ိုရောစိတ်ပါမလှူရှားကျင်တော့တာမျိုးစိတ်ပီစီမှုအတိုင်းထက်လုံခံစားပြီးနှုံးချီသွားတဲ့ရှင်နေမျိုးထီအောင်ဖြစ်တတ်ပါတယ်အဲ့ဒီအဆင့်တွေကိုကိုကို rating ပေးမယ်ဆိုရင်အဆင့်၃ညကနေ10အတွင်းမှာအဆင့်၃ညနဲ့အဆင့်၁လောက်ပဲရှိနေတဲ့အရှင်နေမျိုးပဲဖြစ်ပါတယ်စာနာစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ခံစားချက်ဆိုတာတောင်နဲ့တရောင်မတူပဲအဆင့်ကွာရှားခံစားရတာမျိုးတွေရှိပါတယ်ဒီလိုခံစားချက်ကိုစိတ်ခံစားနေရသူတွေလည်းအများကြီးပါအခုလိုရှင်နေမှာဒီလိုခံစားရတာတွေကလည်းစာနာစိတ်ရှိတဲ့သူတွေမှာတေချာပေါဖြစ်နိုင်တာမို့ဥပုကိုဖီယာမပေးဖို့တော့လိုအပ်ပါမယ်။ ငါတို့ဘာမှလုပ်မပေးနိုင်ဘူးဆိုတဲ့အစားငါတို့လုပ်ပေးနိုင်တာဘာလို့ရှိမလဲဆိုတာကိုစဉ်းစားကြပါမယ်။အဒီအပြင်မိတ်ဆွေကအခုလိုကူညီလို့ရပါသေးတယ်။ပထမတစ်ချက်ကတော့တရင်ရှက်လက်မျှဝေပေးခြင်းပဲဖြစ်ပါတယ်။ဆိုရှယ်မီဒီယာကနေတရင်တွေမျှဝေပေးတာကလည်းရေးကြီးရဲ့လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။အဒီလိုတရင်တွေမျှဝေတဲ့အခါမှာတော့အလေးရင်းမြစ်တွေနဲ့တရင်မှန်တရင်မတွေကိုတရားစစ်ဆေးပြီးမျှဝေပေးဖို့လိုအပ်ပါတယ်။တရင်မတွေတွေ့တဲ့အခါမှာမားတဲ့အကြောင်းထောက်ပြရပါမယ်။တရင်တူတွေနဲ့လင်ညာပြီးအလူမွေကောက်ခံသူတွေ၊ကြာပြန့်လိုလူလင်အပွက်စည်းတွေ စားတဲ့နောက်ချက်တွေတွေ့ရကသတိပေးဖို့လိုအပ်ပါတယ်။အဒီအပြင်မြပြန်သွားမဲ့သူတွေအတွက်လမ်းကြောင်းစုံစမ်းတာသတင်းပေးတာမျိုးတွေလုပ်လို့ရပါသေးတယ်။ကိုယ်တိုင်းနေဒီမသွားနိုင်ပေမဲ့နိုင်တဲ့ဘက်ကစုံစမ်းပေးတာလမ်းလျှောက်ကူညီပေးဖို့စီစဉ်တာမျိုးတွေလုပ်လို့ရပါတယ်။နောက်ထပ်လုပ်ပေးလို့ရတာကတော့မြန်မာနိုင်ငံရဲ့ရှင်တွေကိုနိုင်ငံတကာသိစေဖို့သတင်းပေးပို့တာမျိုးတွေလုပ်လို့ရပါတယ်။ဒုတိယတစ်ချက်ကတော့ငွေအားဖြည့်ကူညီခြင်းပဲဖြစ်ပါတယ်။အုတ်တရက်တဲ့တွင်စီကအများကြီးထောက်ကူဖြစ်စေတာမို့ပမာဏအများကြီးမဟုတ်လေကိုတက်နိုင်တဲ့လောက်လူတန်းလို့ရပါတယ်။ ပြန်လဲထူထောင်ရေးဆိုတာကရေရှည်သွားမှာဖြစ်တာမို့တခါတည်းအများကြီးမကူညီနိုင်သေးရင်တောင်နောက်ထပ်လိုအပ်တာတွေရှိတဲ့အခါမှာဖိုက်ပြီးလူလို့ရပါသေးတယ်။ဘာမှမလုပ်နိုင်ဘူးထင်တဲ့အခါမှာတော့အပေါ်မှာပြောခဲ့တဲ့သတင်းမျှဝေတာကိုညီလက်မမှန်လုပ်ကင်းနေလို့ကြားပါတယ်။စိတ်ကြီးကြိုက်တာတွေကြားမှာမတင်သင့်တဲ့ post တွေမတင်ပဲပြည့်ပြည့်စုံစုံနေပြတာကလည်းအကူအညီပေးရရောက်ပါတယ်။ကူညီနိုင်တဲ့အချက်လက်လေးတွေကိုပြောပြပြီးဆိုတော့ကိုယ့်ရဲ့စိတ်ကိုဘယ်လိုပြင်ဆင်ပြနေရမလဲဆိုတာကိုထပ်ပြီးပြောပြပါမယ်။နံပါတ်1စကားပြောပါ။ဒီများတွေတော့ပင်သွင်းနေတာကိုငါကဘာလို့ညီးနေရအောင်မလဲ။ ါခံစားနေရတာတွေကတိတိလေးငါရေးကဘာမှမဟုတ်ဆိုတဲ့တွေးတွေကကိုယ်ချိန်မှာအဖြစ်များဆုံးမှာဗေဒန်းပင်မနဲ့လက်ပြမလုံတဲ့စိတ်မျိုးဖြစ်နေတယ်ဆိုရင်တယောက်ယောက်ကိုရှင်ဖွင့်လိုက်ဖို့ရေးကြည့်ပါတယ်စိတ်ပိုင်းဟန်ရာကူညီပံ့ပိုးနေတဲ့အဖွဲ့အစည်းတွေရဲ့ Facebook page ကိုကျွန်တော်ရဲ့ description မှာပေါ်ပြပေးထားပါတယ်အဒီ page တွေမှာစိတ်ပိုင်းဆိုင်ရာကူညီတွေကိုကြားယူနိုင်ပါတယ်နံပါတ်၄ကိုကိုကိုအပြည့်မတင်ပါနဲ့ကိုယ်တိုင်ထိရှိလို့မရတဲ့ကိစ္စတွေဖြစ်တဲ့အတွက်ကိုပြေဆိုပြီးခံယူပြီးတာမျိုးတွေကိုရှောင်ဖို့လိုအပ်ပါတယ်နံပါတ်၃ကို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 ယူဆိုင်ပါ နားရမယ့်အချိန်မှနားပြီးတော့ကိုရောစိတ်ပါအဆင်ပြေလောင်းအချိန်ယူရပါမယ်။ကိုတိုင်ကတော့အဆင်မပြေဖြစ်နေတဲ့အခါမှာဒီဒီရဲ့ကိုပြပြဝါနားလိုက်မယ်။နောက်နေ့ကျတော့ကိုတက်နိုင်လာလုံးမယ်ဆိုပြီးအနာယူတာမျိုးလုပ်လို့ရပါတယ်။ဆိုရှယ်မီဒီယာကိုဆက်တိုက်အသုံးပြုတာမျိုးမလုပ်ခဲနဲ့နားနာကြည့်ဖို့လည်းလိုအပ်ပါတယ်။နံပါတ်၄တက်နိုင်တာကိုလုပ်ပါ။ကိုကိုကိုဘာမှမတက်နိုင်ဘူးထင်တဲ့အခါမှာအစိုးရဖော်ပြခဲ့တဲ့တရင်ရှက်လက်မျှဝေတာကိုလုပ်ပေးနိုင်ပါတယ်။ကိုဘာတွေကူညီနိုင်တယ်လဲဆိုတာမျိုးတွေးပြီးတော့ကူညီနိုင်တာလေးတွေအတွက်မျက်နှာမလွှဲပဲပါဝင်လို့ရပါတယ်။ ညီကုံရှုံအနေနဲ့ပြောချင်တာကတော့အမှန်တရားမြန်မာပြည်သူတွေဟာဘလို့ခက်ခဲမျိုးမဆိုစီလုံးညီညွတ်စွာနဲ့ကြော်ဖြတ်နိုင်ခဲ့ကြပါတယ်။ဒီတစ်ခါမှာလည်းကျွန်တော်တို့ရဲ့စိတ်ဓာတ်ရတွေကျွန်တော်တို့ရဲ့အတွေ့အကြုံတွေကိုအနာဂတ်မျိုးဆက်သစ်တွေအတွက်သင်ခန်းစာယူစရာဖြစ်တောင်းလဲနိုင်ပါပါ။မကြတော့တဲ့အနာဂတ်မှာကျွန်တော်တို့ရဲ့ကလေးတွေကျွန်တော်တို့ရဲ့မျိုးတွေကိုအားလုံးတွေဒီဘေးဒုက္ခကိုဘလို့အတူတူကျော်လွှားခဲ့တယ်လို့ဆိုတဲ့အကြောင်းဘုံကြီးစွာပြန်ပြောပြနိုင်ပါပါ။မြန်မာပြည်သူပြည်သားတွေရဲ့ဆန္ဒရတဲ့ဒုက္ခတွေအမြန်ပြီးဆုံးပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။